ကြောင်ရေလောက်ကုန်ပြီလောက်ကြပါအောင်ဆိုတာဖြစ်ကုန်တော့မှာပဲဒုက္ခပါပဲအာရောက်ရေရောက်ရေငါမေးဆိုကြီးကပြောရတာပြီးခိုင်မျိုးတခိုးတဲ့ပြီးခိုင်မျိုးလိန်နေတဲ့ကောင်နဲ့ရောက်ဘလို့ကြီးလဲခင်ကြီးတို့ဒေကြီးဒေကြီးကတော့အဲ့ဒါရောဒေကြီးကတော့ခင်ကြီးတို့ဟမ် မငင်းသေးခြင်းနဲ့ဟမ်မကိုယူခြင်းနဲ့ရောက်ခင်ဗျားတို့ဒေကြီးကတာအမှန်သောသကားကိုပြောခြင်းနဲ့ရောက်ဒေကြီးတွေကတာရဲ့အဲ့လိုမျိုးပေါ့လက်တော်ချင်းကိုချိန်ခြင်းနဲ့နော်ကျွန်တော်တို့ပါတီကမခိုးဝဲဘူးနော်ဘသူ့ကမငင်းသေးဘူးအမှန်ကိုပဲပြောမယ်နော်မိမိအတွက်ဘာမှမသိပ်ပိုက်ဘူးနော်ဖလိုတော်ပါတီရဲ့ခံယူချက်လားဥက္ကီထွက်ပြောပါတို့ပါတီကလည်းအဲ့လိုပဲဟဲ့ဆိုရင်ကျွန်တော်ပြေခိုင်ပြို့မဲပေးမယ်ဟာရောက်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 ပြေမယ်လို့ပြောလာပြီလားရောက်ဟိုကမပြောရဲဘူးကအဲ့လိုပြောပြေခိုင်ပြို့ကျွန်တော်မဲထည့်မယ်ဗျာဥက္ကီရဲ့နော်ပြေခိုင်ပြို့ကအဲ့လိုမပြောတော့ကြတော့ဗါလေအဲ့အဲ့လိုမဟုတ်ဘူးပေါ့အဲ့လိုပြောချင်လာလားဟဲ့ ရတရားမြတ်တာလုံးလက်ချင်းမသွေအားလုံးရဲ့မြေ Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တို့ကျွန်တော်မြင်စီတင်ကနေပြီးတော့တော်လန်ဗီဒီယိုအားလုံးကိုဖိတ်ခေါ်ပါတယ်အဲ့တော့ထုံးစံတိုင်းမှာလူမှုကွန်ရက်ဘက်ကတည်င်းရရောက်တဲ့နေကိုကျွန်တော်တို့ကျွန်တော်မြင်နေတင်ပြဖို့ပဲဖြစ်ပါတယ်အားကြောင့်ကျွန်တော်ဒီနေ့ပါကြောင်းရည်ပြောမလဲဗီဒီယိုဆုံးဒီလိုက်ပါချီရှူပေးကြပါအောင်ဗျာအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ကဲစမယ် Okay အဲ့တော့အွန်လိုင်းရေးတည်င်းနေလေပြောမယ် အဲပြီးတော့အခုလောတဲ့ကျွန်တော်ရဲ့အိမ်ကြီးချင်းနိုင်ငံထိုင်းရဲ့သတင်းတွေပဲကျွန်တော်စကြပါတယ်။ Okay ထိုင်းရဲ့သတင်းကဘာလဲဆိုတော့ထိုင်းနဲ့ကမ္ဘောဒီးယားအပြီးတော့တမနေရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အာဆီယံဆမ်မစ်တုန်းကဒေါ်နယ်ထရမ့်ကိုယ်တိုင်လာပြီးတော့မလေးရှားပါတယ်မီဒီယာတွေရှေ့မှာပဲပေါ့နော်။အာဒေါ်နယ်ထရမ့်ရဲ့ထိုင်းကမ္ဘောဒီးယားဝန်ကြီးချုပ်တွေပါတယ်ပေါ့နော်အာလက်မှတ်တွေထိုးအပြစ်ခတ်ရစဲလက်မှတ်ထိုးလာခဲ့ပြောရမယ်ဆိုရင်အပြစ်ခတ်ရစဲတာ9လ9လကျော်ပြီဒါပေမဲ့အခုချိန်မှာစစ်ပွဲတွေပြန်ပြီးတော့စသွားပါတယ် ဖြစ်ပုံကဘလို့လဲဆိုတော့ဒီပြီးခဲ့တဲ့ပြီးခဲ့တဲ့ဆိုတာထက်ဒီဒီနေ့ပေါ့နော်ဒီနေ့မနက်၈နာရီပေါ့နော်ဒီနေ့မနက်၈နာရီမှာကျွန်တော်တို့ထိုင်းဘက်ကနေပြီးတော့ကမ်ဘောဒီးယားကအခြေတိုင်စခန်းပြုတ်လုပ်နေတယ်ဆိုပြီးတော့အဲသူကအဲ့ရဲ့ကာစီနိုယုံတစ်ခုကို ဘုံကျဲလိုက်တာပါအဲ့ချိန်မှာကမ်ဘောဒီးယားဘက်ကနေပြီးတော့ထိုင်းဘက်ကိုဒုံးကျည်ရင်နဲ့ပြန်လည်ပြစ်ခဲ့တယ်။အနေဆက်မှာမနေ့ဖြတ်စဖြစ်တာမနေ့ကစဖြစ်တာပေါ့နော် sorry ကျွန်တော်ပြောတော့မှားပါလေမနေ့ကစဖြစ်တာဖြစ်ပြီးတော့အဖြစ်စင်မှာထိုင်းစစ်သား2ဦးတေတယ်တေပြီးတော့2ဦးဒဏ်ရာရတယ်။အဲ့တော့ထိုင်းဘက်ကနေပြီးတော့ပြန်ပြီးတော့ဒီဘုံပြန်ကျဲတယ်ဘုံပြန်ကျဲတော့ကမ်ဘောဒီးယားဘက်ကနေပြီးတော့ BM21 ပေါ့နော်ရုရှားဒုံးကျည် BM21 ဆိုတာဒီပုံတွေကပုံတွေဖြစ်ပါတယ်။အဲဒီဒီအကောင်တွေနဲ့ပြန်ပြစ်တယ် ဘောနော်ဒီကောင်တွေနဲ့ပြန်ပစ်တယ်ပြန်ပစ်တော့ကြတော့အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်နေတယ်အခုဒီကမ္ဘောဒီးယားနဲ့ထိုင်းရဲ့နေဆက်တွေမှာနေတဲ့လူတွေကိုထိုင်းထိုင်းဘက်ကနေပြီးတော့ကတော့ထိုင်းပြည်သူတွေကိုပြောင်းရွှေ့ခိုင်းထားတယ်ပြီးတော့နေဆက်တစ်လျှောက်မှာလည်းထိုင်းဘက်ကနေပြီးတော့စင်ရအောင်တိုးပြီးတော့ ချထားတယ်ပေါ့နော်အဓိကတော့သူတို့ဖြစ်ခဲ့တဲ့ပြဿနာတွေကမပြီးသေးပါဘူးဆက်ပြီးတော့ဘာတွေဆက်ဖြစ်အောင်မလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဓိကတော့ထိုင်းဝင်ကြီးချုပ်ကအငင်းပွားနေတဲ့ဒီနှစ်နိုင်ငံရဲ့ဆက်ကိုသွားမဲ့ခီးစဉ်ကိုသူကဖျက်သိမ်းတယ်ပြီးတော့လုံခြုံရေးဆိုင်ရာအရေးပေါ်အစည်းအဝေးခေါ်နေတယ်ထိုင်းစစ်တပ်ရဲ့ပြောစကားအရဆိုရင်ကမ္ဘောဒီးယားကလက်နက်ကြီးနဲ့အမြောက်တွေကိုနေဆက်ကိုရွှေ့ပြောင်းနေပြီးတော့ထိုင်းနိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောက်နေတယ်ဆိုပြီးတော့သူကမီဒီယာတွေကိုပြောထားတယ်အဲ့တော့ဘာတွေဆက်ဖြစ်မလဲထိုင်းနဲ့ကမ္ဘောဒီးယား train ကိုလည်းလက်မှတ်လာထိုးပြီးသွားတာကို ပြန်ဖြစ်နေပြီပေါ့နော်ပြန်ဖြစ်နေတာအာဆီယံဆမ်မစ်မှာလုတ်တဲ့ဥစ္စာတော့မှာအာဆီယံဆမ်မစ်လာရင်လည်းဟိုဟာလုတ်ထားတာပေါ့နော်အဲ့ဥစ္စာကိုအခုပြန်ပြီးတော့ဖြစ်နေတယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေတက်လာဖြစ်တဲ့အတွက် time time မှာနေကြတဲ့ကျွန်တော်တို့မြန်မာပြည်သူတွေလည်းတက်နိုင်သမျှအဲ့ရဲ့နေဆက်နီးတဝိုက်မှာနေတဲ့သူတွေပေါ့နော်တက်နိုင်သမျှတတိထားကြဖို့ကျွန်တော်ဒီကနေပြီးတော့ပြောကြလို့ပါတယ်။ Okay အဲ့တော့နောက်တစ်ခုကိုကျွန်တော်တို့တော့ ောက်တစ်ခုကတော့ဗာလဲဆိုတော့ဒါကျွန်တော်တို့ဒီဒီမလာ10ရက်နေ့ silence strike ပေါ့နော်အတိတ်စိတ်ဆုံးနဲ့အကျယ်လောင်ဆုံး or hip ဖို့အတွက်ဒါတပိတ်ကောင်းဆောင်တွေကနှိုးတော်ထားတယ်အဲ့ဒီမှာလဲပါဝင်ဖို့ဆိုပြီးတော့ဟာဖြစ်တယ်ဝင်းလင်းပြောရင် အလူလူပါနိုင်မလားမပါနိုင်ဘူးလားဆိုတာထက်ကျွန်တော်ဟိုတနေ့ကလည်းပြောပြပါရင် silence strike ဆိုတာကျွန်တော်တို့ဘာမှပေါ့နော်တိတ်ပြီးတော့ဟိုကိုယ့်ဘက်ကနေပြီးတော့အားဆိုင်ထုတ်မှုတိတ်မလို့ပဲနဲ့ပါဝင်နိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်အဓိကလူမှုကွန်ရက်ပေါ်ကလည်းဘာမှပြောနဲ့ငါကိုယ်တိုင်နဲ့ silence strike ပါခဲ့တယ်လို့ပြောစရာမလို့ပဲနဲ့ silence strike မှာပါလို့ရတဲ့အခြေအနေတွေရှိပါတယ်ဟိုတက်ကြွယ်စရာလည်းမလို့ဘူးဘာမှဟိုကဖြစ်စရာလည်းမလို့အဲဒါကြောင့်မလို့ silence strike ဆိုတာကျွန်တော်ပါလို့ရတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဘောမတွေဘက်ကနေပြီးတော့အခု ဘာတွေပြောလာလဲဆိုတော့ထုံးစံအတိုင်းပဲပေါ့နော်အဲကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေကမြှောက်ပေးတယ်မြှောက်ပေးပြီးတော့ဘူမင်းစီပါမတီနဲ့လိုက်လို့လို့အကြမ်းဥပဒေနဲ့အေးအေးယူခံရတဲ့သူတွေရှိတယ်ပေါ့နော်အခုလဲဒီသမားဆယ်နှစ်မှာအတန်တိတ်တပိတ် လုံဖို့လှုံ့ဆော်နေပြန်ပြီဆိုပြီးတော့အဲတကယ်လို့အဲလှုံ့ဆော်နေတဲ့သူတွေအဲတွေးခဲ့မှာဆိုရင်အဲ post တင်တာတွေ share လုပ်တာတွေ like တွေ love react တွေပေးတာရဲ့အချမ်းပဲဥတွေနဲ့အေးအေးယူဖို့ဘာညာဆိုပြီးတော့အဲလိုလူတွေကိုတွေးရင်လဲဟောတော့တရင်ပေးကြဖို့ဘာညာဆိုပြီးတော့ဒီကောင်တွေဘက်ကနေပြီးတော့ဖြတ်ပြီးတော့ချင်းချောက်လာပါတယ်ဒါဆိုဒီကောင်တွေဘက်ကတော့ဝင်နေပြီးတော့ရှားသလောက်နီးနေတယ်ကောင်တွေကတော့ရှားသလိုတားမှာပဲဒါကကျွန်တော်တို့အားလုံးက ဟုတ်ပါတော့ဟိုပြည်သူအားလုံးကပါဝင်မယ်ဆိုတော့သိတယ်နောက်ပြီးတော့ဒါကဘာမှလည်းကိုယ့်ဘက်ကအားဆိုင်ထုတ်စရာလည်းမလိုဘူးအတိတ်ပြီးတော့အားဆိုင်ထုတ်စရာမလိုဘဲနဲ့ပါဝင်လို့ရတယ်တပိတ်လေနော်ဒါအိမ်ထဲမှာနေလိုက်ုံပဲကိုယ့်ဘက်ကိုဒါပါတော့ဟိုယုံသွားတာပဲဖြစ်ပလေဘာပဲဖြစ်ပလေအဲ့အချိန်ကလည်းသွားရင်ဘယ်မှမသွားနဲ့အဓိကလမ်းပေါ်တွေမထွက်နဲ့တိတ်စိတ်၆ကက်နေဖို့ပဲအရေးကြီးတယ်ပေါ့နော်ဒါကြောင့်အခုအချိန်မှာတိုးရင်းတောင်ထဲမှာတိုက်ပွဲဝင်နေရတဲ့သူတွေတက်နိုင်တဲ့နေရာကနေပြီးတော့စစ်ရောကူပါပါဝင်နေကြတဲ့သူတွေကို မြင်ပြီးတော့ငါတို့လည်းတက်နိုင်တဲ့နေရာကအတိတ်ဆိတ်ဆုံးနဲ့အကျယ်လောင်ဆုံးအော်ဟစ်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့လှုပ်ပေးနိုင်ကြရင်ကျွန်တော်တို့ပြည်သူတွေအတွက်အရန်ကောင်းပါပါနောက်ပြီးတော့ဒါကကျွန်တော်တို့ပြည်သူတွေရဲ့ပါဝင်နိုင်မှုစွမ်းအားတစ်ခုကိုကျွန်တော်တို့ထပ်ပြီးတော့ပြသရဖြစ်ပါတယ်ဒါကြောင့်မို့ဒီဇင်ဘာလ10ရက်နေ့ silent strike ကိုဟိုဘက်ခွေးတွေကတော့ဟလာနီးအမျိုးမျိုးနဲ့သူတို့ကတော့ဘောနော်နီးမျိုးမျိုးနဲ့ မပါဝင်အောင်ဆိုပြီးတော့သူတို့ကတော့လုံပါပဲနောက်ပြီးတော့သူတို့က silent strike ကိုတအားကြောက်တယ်ဗျပြောရမယ်ဆိုဒီလိုတပိတ်တွေဖြစ်သွားမှာတွေဒီလိုဥစ္စာမှာတွေကိုဖြစ်လာမှာတွေကိုသူတို့တွေတအားကြောက်ကြတယ်ဟောနော်အဲ့တော့ကြတော့ပြောရမယ်ဆိုရင်သူတို့ကဟိုတလောတော့ကကြတော့ပြောနေကြတယ်မင်းတို့တော်လိုင်းကြီးကိုလူလူကစိတ်ဝင်စားတော့ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့တော်တော်လိုင်းကလူလူပါဝင်နေမယ်ဆိုရင်ဒီကောင်တွေတော့ကစောက်ရှက်ကထက်ကွဲပါလေနော်အဲ့တော့ကြအခုကြစာထုတ်ပြီးတော့ဟိုချင်းချောက်ဒီချင်းချောက်လာအောင်မဲ့တခြားဘာစီစဉ်တွေလောက်ကြအောင်မလဲ မသိသေးဘူးပေါ့เนาะအခုဒါ၈ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကဒီနေ့က၈ရက်နေ့9ရက်10ရက်ကျွန်တော်တို့ဗုဒ္ဓဦးနေကြရင်ကျွန်တော်တို့ရဲ့ silent strike ကိုလုပ်မှာဖြစ်တဲ့အတွက်အဲ့ဒီတော်လန်ပြည်သူတွေဘယ်နေရာပဲရောက်ရောက်ပေါ့เนาะမြန်မာနိုင်ငံထဲမှာပဲရှိနေဘယ်နေရာပဲရောက်တက်နိုင်သမျှအကောင်းဆုံးနည်းလမ်းနဲ့ပါဝင်ပေးကြဖို့နောက်ပြီးတော့ဟိုကျွန်တော်ပြောလို့ဒီ silent strike မှာပါဝင်လို့ကိုကတက်ကြွေတရားလည်းမလို့လူမှုကွန်ရက်ပေါ်မှာတက်ကြွေတရားလည်းမလို့ဘေးပတ်ဝန်းကျင်ကိုပြောစရာလည်းမလို့ကိုအသည့်စိတ်နဲ့ကိုပေါ့ကိုဘာလုပ်ရမလဲဆိုတာအားလုံးသိပြီးသားဖြစ်တဲ့အတွက်တိတ်တိတ်စိတ်နဲ့ပဲလုံခြုံရေးလက်ကြီးဆိုင် ပါဝင်ပေးကြပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်တိုက်တွန်းချင်ပါတယ်ပါဝင်ကြမယ်လို့လည်းကျွန်တော်ကတော့ယုံကြည်ပါတယ်โอเคအဲ့တော့သတင်းတွေပြောပြရဲဆိုတော့ဘာပြောမလဲဆိုတော့အခုကတော့ကြန့်ခိုင်ရဲ့စောက်တလွဲတွေကျွန်တော်ဗီဒီယိုလေးတစ်ချက်ကြည့်အောင်โอเคကြည့်ပါအဲ့ဒီကူတောင်းယူမဲ့ဝင်းကြီးတွေဝင်းကြီးကျောက်တွေလောမဲ့တွေပုံပြမဲ့နိုင်ရတော့ဦးဆောင်မဲ့ပုံဆိုးတယ်အဲ့တော့အိမ်မာတော်ကအမေကိုတပြက်စီးကူမလဲပဲနဲ့ကမာအယုတ်ကဲတင်မဲ့ဆိုရဲကောင်းနေတဲ့ဂျားတွေမှာကျုပ်တို့တောက်ကြတာပုံပြမဲ့တယ် ဟုတ်လားမဟုတ်လားကဲသူကတော့ member ပါနဲ့ပြောတာပဲပေါ့နော်အိမ်မှာတော့အမေတို့တပြက်စီကူမလဲဘူးလို့ပါတကယ်ပြောရရင်ဒီကောင်တွေကအဲ့လိုမျိုးပေါ့နော်ဒီကောင်တွေချက်ဖုတ်ကကောင်တွေကအဲ့လိုမျိုးအယူအဆတွေရှိတယ်နိုင်ငံအတွက်ကိုပေါ့နော်နိုင်ငံအတွက်ကိုလူငယ်တွေတက်တက်ကြွကြနဲ့ပါဝင်နေပေါ့နော်အာနိုင်ငံအတွက်ဆိုရင်လူလူတွေကပါဝင်ကြတယ်အိမ်မှာသာဘာမှမလုပ်ရင်မလုပ်ကြပါဘူးဗျာနိုင်ငံအတွက်ဆိုစီးလုံးညီညွတ်ဆိုတာ ਨੇ ပါဝင်ကြတယ်အဓိကတော့ဘာလဲဆိုတော့ နိုင်ငံအတွက်ဆိုတဲ့နေရာမှာအာနာရှင်အုပ်စိုးနေတဲ့နိုင်ငံကိုလက်အောက်အာနာရှင်လက်အောက်ကနေလွတ်မြောက်ဖို့ဆိုပြီးဝိုင်းယုံကြတယ်ဆိုတဲ့နေရာမှာ အမျိုးဟာလူလူငယ်တွေအများကြီးပါဝင်ကြပြောမယ်ဆိုဒီကောင်ကုနာပြောတဲ့စကားဆိုလူငယ်တွေအထင်သေးတဲ့စကားပေါ့လူငယ်တွေအထင်သေးတဲ့စကားအဒီလူကောင်တွေဓာတ်ထဲမှာသူတို့လောက်ဟာဘာဖြစ်တယ်ညပြောတကယ်တမ်းကျတော့ဒီကောင်တွေစောက်သုံးမကြလို့သူတို့ကသူပင်မန်းလာလေနော်ဒီကောင်တွေစောက်သုံးမကြဆိုတော့လူငယ်တွေကဘာသွားကျင်လဲဘာဖြစ်ကျင်နေလဲဆိုတာအလုံးသိပြီလားအခြေအနေတခုပဲအဲဒီကောင်တွေမှာရှေးရိုးသွဲယူစားတွေတလွဲတခေါ်တွေနဲ့တလွဲအတွေးခေါ်တွေနဲ့ပိတ်မိနေတဲ့ဒီစောက်တလွဲကောင်တွေကိုလည်းကြည့်ရတာတော်တော်လေးကိုရည်လဲရည်ရတယ်လို့ပဲပြောရမယ်โอเคဆက်ကြည့်အောင်ကျွန်တော် လမ်းမတော်မောင်ယိုးနောက်ပြီးတော့မင်းတို့ဘယ်သူကဝင်းကြီးကျုပ်တွေပါတက်လို့ခိုင်းလို့လဲဖင်ရားပြီးတော့ကိုယ့်ဘက်ကိုအာနာယူပြီးတော့တက်လို့တဲ့ခေါင်းတွေကဥကြော်ကြော်ဆိုးပြေခိုင်းပြုတ်ရတော့ဟုတ်ဒီအတိုင်းပဲဗျာဟာလမ်းမတော်နောက်ကိုလမ်းကျုံလမ်းကြားတွေရောက်နေပါပြီဗျာဟာဒါကျွန်တော်ပါတီဝင်နေနေကလေးတွေနေနေဒါလာပြီးတော့မြို့ပြည်သူများအတွက်လာပြီးကျွန်တော်တို့လောအပ်ပေးနေရပေါ့နော်ဟုတ်ဒါလမ်းမတော်နေမြို့ပြည်သူများနောက်ကိုလမ်းကျုံလမ်းကြားတွေပေါ့နော်ချိလိုက်ကြုံနေ ဟောကျွန်တော်ပြောပြီးဖြစ်လို့ပါဗျာတခင်းကအလွန်အမြန်လှပတဲ့နောက်ခုလမ်းကြလိမ့်ဗျာနော်အခုလည်းပြန်လှပအောင်ကျွန်တော်ဗတ္တိရကလေးနဲ့လုံပါပါလောပြီးပါဘူးခေတ္တပြောပဲဟိုးစင်ကြီးပါကြပြောရေကောင်းမလေးလာပြီဆိုတော့ဒါကတော့အားလုံးသိတဲ့အတိုင်းပဲလေဟုတ်တယ်မလား အဓိကလည်းတမညာနဲ့ခွဲဖို့ပဲလိုတယ်ဟုတ်လား तू ကရေးကြည့်လား तू ကရေးမကြည့်ဘူးလား तू ကဘာလဲအဲ့ဒါသိဖို့ပဲလိုတယ်ဟုတ်တယ်လို့မပြောပါဘူးပါကျပါကျဆောက်ယူကျွန်တော် AC ပဲအဲ့ရေတော့တက်ခိုင်းရေကျွန်တော်တို့ချက်ရတယ်ရေတော့တက်ခိုင်းရတာပြေးသွားတယ်နှစ်တောင်းပေါင်းလိုက်သုံးတောင်းဆန်းစီဆန်းသားအတိတ်ကဘူးလေးလည်းပါတယ်ပဲလည်းပါတယ်အားရှိအောင်မဲ့လည်းပါသေးတယ်ဗျအင်းမဲ့လည်းဝယ်တော့ညံမလို့တော့ကျွန်တော် AC ပဲဗျ အားလုံးဒီဖိုင်လေးကိုကြည့်တဲ့လူတွေစိတ်ကြမ်းမှန်လေးကိုကြမ်းမှန်စေပြည့်စုံကြပါစေလာမပေးလေဝေးကြပါသေးတယ်အမပေးလေဝေးကြပါပြီးရပြီးဘေးကိုစတွေ့တာဟာအဲ့ရှိတယ်ဖြတ်ရမယ်ဘာသွားပြီတလောက်ကိုကျွန်တော်တို့၄000နဲ့ဖားလိုက်အဲ့ကျူကဖြတ်ရမယ်တော့ရောက်တော့တဲ့ဟာဖြတ်ရမယ်တော့ဒါဖြတ်ရမယ်နိုင်ငံတော်ကြောင့်အပြစ်မပြောပါဘူးဖြတ်ပြောလဲပြောခြင်းတယ်ပြောလဲမပြောရတာပါနောက်တစ်နေ့ပြောတော့ ပြက်ပေါ့တေးပေါ့အဘအဘချစ်သားရေဟဲ့လားကျွန်တော် AC ပဲအဘရဲ့ချစ်သားရေဟဲ့လားအပြင်လုံကလေးလုံတယ်ပြင်လုံတော့တရားခေါ်သွားလိုက်သူဖိုင်နာလေးလုံလိုက်ပေါ့နော်သူအခိုင်ခိုင်အဲ့လိုပဲလုံရတာနောက်ဆုံးဘယ်လောက်ကြီးစဉ်းစားရလဲဆိုတောက်တောက်စားဖို့တော့စဉ်းစားထားပြီသားဟာဘာဖြစ်လို့လဲဆိုတော့ပြည်အောင်စုကြန့်ခိုင်ရင်းနဲ့ပုံဖြူဖြစ်နေတာဖြစ်နေတာ ဟာတာရလားတကယ်တော့အချမ်းဖူကကောင်းလေလုံလိုက်စောက်တလွဲတွေပဲစင်နေငားပြီးတော့မဲဆွေတယ်ဟာဘာလဲကွ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 ာလို့ပဲပြောနေတော့အဲ့တော့ဘူးလက်လာဆိုကြီးကဘာပြောတာလဲဟော sorry ဘူးလက်လာဆိုတော့ဖြစ်တယ်ကျွန်တော်တို့ငားမဲဆိုကြီးဘာပြောတာလဲအချက်နားထောင်ကြည့်ရအောင်ဟုတ်တာယူခင်ယူကျွန်တော်နည်းနည်းလေးပြောကြည့်တယ်ကျွန်တော်ပြန်ပြန်ပြောမဲဆိုကြီးနော်ပြောပြောပြော ပြောမှရမယ်။မကူညီပါဗျာเนาะ။အေးဘာကူညီရမလဲ။ကျွန်တော်သဘောထားလေးပေါ့เนาะ။အဲ့တော့ကျွန်တော်အဲ့ဒီမှာအင်းစိတ်မှာเนาะဖတ်တဲ့ကျွန်တော်သတင်းစာကြီးဖတ်တဲ့ချိန်မှာเนาะကျွန်တော်ဒါလေးတစ်ခုကိုကျွန်တော်တော်တော်သဘောကျတယ်ဗျာเนาะ။အဲဖလုံးစော်ဒီမိုကရက်တစ်ပါတီကတော့မဲဆွဲသွားလာเนาะ။အဲ့အဲ့ဒီကခက်တာကြီးဖလုံးစော်ဒီမိုကရက်တစ်ပါတီကလည်းကျွန်တော်ကြိုက်ဆုံးမှာရွေးခံမှာမဟုတ်ဗျာ။သူကကရင်ပြည်နယ်အတွင်းမှာရွေးခံမှာเนาะကရင်တိုင်းသောပါတီမှာ။เนาะအဲ့ဒီပါတီကဒါ ဒုတိယအဂုဏဒေါ်ယူစနာဝါနော်သူ့ပါတီရဲ့အောင်ပြောသွားတယ်ခုခင်ကြီးရဲ့အဲ့ဒီမှာကျွန်တော်တော်တော်ကြိုက်တယ်အဲ့ဒီပါတီတိုးတော်လည်းအဲ့ဒီပါတီကိုကျွန်တော်ကမဲပေးဖို့ခက်နေတယ်ကြိုက်ထုံမှာယူမခံဘူးတို့ကအဲ့တော့သူ့ရဲ့ပါတီမူဝါဒကျွန်တော်တို့ပါတီကြီးရဲ့မနှင်းဆဲခြင်းနဲ့အမှန်ကိုသာပြောချုပ်ခြင်းနဲ့ဟာဟေးဟိုးဟွက်ခြင်းနဲ့ဘာဖြစ်လို့လဲနော်မဟုတ်ဘူးလေဟေးဟေးဘာကြီးလဲအဲ့ဒါလေးနော်ဥက္ကဋ္ဌကြီးကအဲ့လိုမျိုးသဘောထားလေးကြီးကျွန်တော်ပေးမယ်ဆိုရင်ငါတို့ပါတီကတော့မခိုးဘူးဟေ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 းငါတို့ကတော့အမှန်ကိုပဲပြောတယ်ဘလို့ကြီးလဲဘလို့ကြီးလဲဟေး ဘလို့ဤလေခင်ကြီးတို့ဒေကြီးဒေကြီးကတော့ကွာအဲ့ဒါရောဒေကြီးကတော့ကွာခင်ကြီးတို့ဟမ်မငင်းသေးခြင်းနဲ့ဟမ်မခိုးယူခြင်းနဲ့ရောခင်ကြီးတို့ဒေကြီးကတော့အမှန်သောသကားကိုပြောခြင်းနဲ့ရောဒေကြီးကတော့အဲ့လိုမျိုးပေါ့မြတ်တော်ကြီးကိုကြည့်ခြင်းနဲ့နော်ငါတို့ကတော့မြတ်တော်ကြီးကိုကြည့်မယ်ငါတို့ပြေခံပြောရတော့ငါတို့ပြေခံပြောရတော့မခိုးဘူးနော်မိမိတို့ကမသိမ့်ပိုက်ခြင်းနဲ့မိမိတို့ငါတို့ပါတီကတော့မိမိတို့တော့မိမိတို့ကဘာမှမသိမ့်ပိုက်ဘူးဒီဟူသောလူသားတို့ဤကြေးဖို့ငါးပြောင်လေးစားလိုက်တာတော့ပါတီဖြစ်တယ်ဟာ ပြေခံပြောပါဒီကအဲ့လိုဆိုကျွန်တော်ပြေခံပြောကိုမဲပေးပြီလားဟာအခုမဲပြေခံပြောမဲမပေးဘူးကွာအဲ့လိုလားဒီလိုလားပြောချင်တယ်နော်ကျွန်တော်တို့ပါတီဒီမနှင်းဆဲခြင်းအမှန်ကိုသာပြောဆိုခြင်းမခိုးဝှက်ခြင်းဟာယောထက်ကထက်ကပြောရနော်မိမိအတွက်မသိမ့်ပိုက်ခြင်းဒီဟုသောလူသားတို့ဤကျေဝဟေးယောထက်ကထက်ကပြောတာနော်ယောငါမင်းဆိုရယောထက်ကထက်ကပြောတာနော်ဟေးယောဟေးယောအဲ့တော့ဟိုပါတီနဲ့ဗျောင်းမြန်ဖြစ်နေရလို့ပြောတာပြောခြင်းတာလားဟလားပြောခြင်းတာလားအဲ့လိုကြီးလားအဲ့လိုကြီးလားအပြာဘူးလေးစားလိုက်တာတော့ပါတီကြီးဖြစ်သည်ပြီဘယ်လိုဆိုရောပါတီဟာကောင်းလိုက်တာဗျာ ။ဥကိထွက်ပြောပါ။တို့ပါတရားလဲအဲ့လိုပဲဟေ့ဆိုရင်ကျွန်တော်ပြေခိုင်ပြို့မဲပေးမယ်။ဟာရေ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 ာ။ပြေမယ်လို့ပြောလာပြီလား။အေးဟိုကမပြောရဲဘူးက။အဲသူ့ရဲ့ပါတီသဘောထားတွေကအကြမ်းဖက်ခြင်းတရား။မှန်ကန်မှုတရား။တရားမျှတခြင်းတို့ကိုလေးစားလိုက်ရမယ်။ဟာအကြမ်းဖက်ဘူးလေ။နော်တို့ပါတီကဟုတ်လား။ဟုတ်လား။အကြမ်းဖက်ဘူး။အဲ့ဒီသူကအကြမ်းဖက်ဘူး။နော်။အကြမ်းဖက်ခြင်းကိုလေးစားလိုက်နိုင်မယ်။မှန်ကန်မှုတရားကိုလေးစားလိုက်နိုင်မယ်။တရားမျှတခြင်းကိုလေးစားလိုက်နိုင်မယ်။ဟာကောင်းလိုက်တာဗျာ။ဥက္ကိကြီးအဲ့လိုထွက်ပြောတို့ပြေခိုင်ပြောရလဲအကြမ်းဖက်တဲ့လမ်းတွေပဲဟေ့နော်။ မတရားမှုဟူသည်မဟုတ်ပြည်သူနဲ့တူငြိမ်းချမ်းသောနိလဖြင့်ဆက်ကျင်တက်ဖြစ်မိတယ်။ဟေးတို့ပြတို့ပြည်ထိုင်ပြောပါတီလဲမတရားတဲ့မှန်သည်မဟုတ်ပြည်သူနဲ့တူငြိမ်းချမ်းတဲ့နိလနဲ့ဆက်ကျင်တက်ဖြစ်မယ်။အဲ့လိုပြောအဲ့လိုဆိုကျွန်တော်ပြည်ထိုင်ပြောမထည့်နဲ့ဗျာ။ဟာရောရောအခုမဲမထည့်ဘူးတဲ့နော်ရော။ဘာမင်းဆိုရအရောက်ခင်းရေးမင်းမဲမထည့်ဘူးတဲ့ရောက်ရေး။မှန်တမှုအရှားမဖက်မှုတရားမျှတမှုများထွန်းကားလာအောင်ပြည်သူနဲ့တူပူပေါင်းဆောင်ရွက်မိရဲ့ဟာဟာရေ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 ာလုပ်ပါအောင်ရောမိမိတိုင်းပြည်ပေါ်မတရားကြိုင်တွယ်ခြင်းခေါင်းပုံဖြတ်အမြထုတ်ခြင်းချေဟာရောအခွင့်အာဏာသုံးခြင်းဖိနှိပ်ခြင်းများပြုလုပ်လာသူ ခုသမျှကင်းဝေးစီရန်ပြည်သူများနဲ့အတူအကြမ်းမဖက်သောနီလန်းဖြစ်အောင်မြင်မှုရသည့်တိုင်အောင်ပူပေါင်းဆောင်ရွက်မယ်ဟာကောင်းလိုက်တာဗျာဥက္ကီရဲ့အဲ့လိုဒီဥက္ကီတို့ပြည်ထောင်ပြပါဒီသဘောထားပေးပါပြည်ထောင်ပြပါဒီကနော်ကိုတိုင်းပြည်ပေါ်မတရားမကင်တွယ်ဘူးပြည်သူပေါ်ခေါင်းမုတ်ပြအမျက်မထုတ်ဘူးမချက်ပြည်သူပေါ်မချဲလေဘူးအခွင့်အာဏာသုံးပြီးပြည်သူကိုမဖိနှိပ်ဘူးနော်အဲ့လိုလုံလာတဲ့ဟာမှန်သမျှကိုပြည်သူနဲ့အတူအကြမ်းမဖက်တဲ့နီလန်းနဲ့နော်အဲ့လိုလုံတဲ့လူတွေကိုအောင်မြင်သည်ထိနော်ပူပေါင်းဆောင်ရွက်မယ်တဲ့နော်အားရကောင်းလိုက်တာဗျာနော် ဲ့တော့ဥက္ကီကအဲ့ဒါလေးတွေနော်ပြောပေးပါအဲ့လိုလေးဥက္ကီကအရေးကြီးဆုံးလေပါတီဥက္ကဋ္ဌကြီးပါတီရဲ့သဘောထားပေါ့ဟိုဘူးလဲဘူးလားဆိုလို့ဘာလို့ဟိုမဲလဲဆွဲစီယုံနဲ့ကိုနေအောင်လို့ပြောလဲဆိုတာအမှန်တော့ဘောင်းမဝင်ဘူးပြနော်ဟာဘောင်းမဝင်ဘူးလေရောက်ရေးဒီခါပြောပါတီရဲ့စီစီဥက္ကဋ္ဌကြီးပြောမှဘောင်းဝင်တယ်အဲ့တော့နော်ခေါ်လာနေဘူးလဲတို့ဘာလို့ပြောတာဟိုဘာလဲအမုန်းချိန်ပဲတို့ဟောလာကိုနေအောင်ပြောတယ်ဘာလဲအကုန်သတ်တို့ပါဘူးတော့ကျွန်တော်တို့ဇင်းနဲ့မထည့်ပါဘူးနော်ဟာဇင်းနဲ့မထည့်ဘူးလေရောက်ရေးဒီပြောပြပါအကြမ်းမဖက်ရေးတရားကိုလေးစားလိုက်နိုင်မယ်နော်ကျွန်တော်တို့ပါတီကမခိုးဝက်ဘူးနော်ဘယ်သူမှမငြင်းသေးဘူးအမှန်ကိုပဲပြောမယ် မိမိအတွက်ဘာမှမသိပိုက်ဘူးနော်ဖလိုစောပါတီရဲ့ခါယူရဲ့လို့အဲ့လိုပြောပေးခိုင်ပြို့ကျွန်တော်မဲထဲမဲ့ဗျာဥခင်ကြီးရဲ့နော်ဟာရောရောလုတ်ကုန်ပြီအဲ့လိုပေးခိုင်ပြို့ကအဲ့လိုပြောလိုက်ပေးခိုင်ပြို့ကမဲဝိုင်းထည့်ကြဗျာဘာပြည်ကံပြောကအဲ့လိုမပြောတော့ကြတော့ဗါလေအဲ့အဲ့လိုမဟုတ်ဘူးပေါ့အဲ့လိုပြောချင်တာလားဟိအောင်ကြီးလောက်ကုန်ပြီလောက်ကြပါအောင်ဆိုတာဖြစ်ကုန်တော့မှာပဲဒုက္ခပါပဲအာဟိအောင်ကြီးဟိအောင်ကြီးငါမေးဆိုကြီးကပြောသွားတာပြည်ကံပြောသခိုးတဲ့ပြည်ကံပြောလိန်နေတဲ့ကောင်တဲ့ ပြည်သူကြိုက်ဘူးပြည်သူအကြမ်းဖက်တွေကောင်းတယ်ငါပြည်သူပြောရတော့ရောက်ငါမပြောဘူးနော်ငါမပြောဘူးနော်ဟိုကောင်းကြီးကအဲ့လိုမပြောပေမဲ့မင်းတဲမပြောချင်လို့ဟိုကဖြစ်တာမင်းတို့ဘာလို့သူ့သွားထောင်ချလဲမင်းတို့ဘက်ကလူနော်ရောက်မင်းတို့ဘက်ကလူမင်းတို့မလုပါနဲ့ရန်သူဘက်ကိုတွန်းမဖို့ပါနဲ့ချက်ကြီးရကောလို့ပြောမလုပါနဲ့ရန်သူဘက်ကိုတွန်းဖို့ကြပါနဲ့ဆိုရောငါတို့တော့ပြောဒီကောင်းဒီကောင်းရဲ့လေတကယ်ရည်ရည်ရကတော့တော်လေးဘက်က အသုံးနဲ့အသုံးနှုန်းတွေကိုသူတို့ဘက်ကိုရောက်အောင်တပြည့်ပြည့်လုပ်တယ်ဟာနော်ရန်သူဘက်ကိုတုံးမပို့ကြပါနဲ့မလုပ်ကြပါနဲ့ရောက်ရေးစောက်တလွဲပါတီဟမ်ခါကားကောင်ဟာသားတွေရလို့ကြန့်ခိုင်ရင်မကောင်းလို့ကြန့်ခိုင်ရင်မကောင်းလို့ဟဲ့လားကြန့်ခိုင်ရင်မကောင်းလို့ဟဲ့လားကြန့်ခိုင်ရင်မကောင်းလို့ကြန့်ခိုင်ရင်မကောင်းလို့ကြန့်ခိုင်ရင်မကောင်းလို့တိုက်ပြီးပြတ်နေတာစကွေးတွေစောက်ကြည့်မကောင်းလို့ တိုင်းပြည်ပြန်နေတာကျွန်တော်တို့တိုင်းပြည်ကပြန်နေတာကြာပါပြီအဲ့တော့အတူရောက်ရွေးကောက်ပွဲမဲထဲဖို့မစင်းသားနဲ့အတူရောက်ရွေးကောက်ပွဲရလေပြည်သူတွေကတရားဟုတ်တယ်မနေ့ကရောကျွန်တော်မနေ့ကရောတင်တဲ့ဗီဒီယိုမှာအာကျွန်တော်ကဒီအတူရောက်ရွေးကောက်ပွဲကိုပြည်သူတွေကဟိုဟာမဖြစ်ကြဘူးဆိုတဲ့ဆိုတော့သူကအငင်းဝါကြလေးနဲ့ဟိုဟာဖြစ်တယ်ကျွန်တော်အဲ့စကားလေးကိုမှတ်မှတ်လေးထောက်ခံပါတယ်ဒါကတရားမဝင်တဲ့အတွက်ပြည်သူတွေကမဲမထဲတာโอเคအဲ့ဒါလုံးဝထောက်ခံတယ်ကျွန်တော်ကျွန်တော်ရဲ့အတုံးနှုံလေးအဲ့နေရာမှာနည်းနည်းလေးမှားသွားတယ်ဗောနော်မှားသွားရဲ့ဆိုတော့ကျွန်တော်လည်း အဲပြောလိုက်တဲ့ဥစ္စာအတုံးတော့ကနည်းနည်းလေးမှားသွားရယ် sorry အဲ့အတွက်အဲ့မှာလူတယောက်လက်မှတ်နားတာအမှတ်လေးတခုကျွန်တော်သဘောကျပါတယ်ဟလာဟာတရားဟိုတရားမဝင်လို့အတိမတ်မပြူတာ okay ဟုတ်တယ်မှန်တယ်အဲ့ဒါပဲပေါ့နော်အဲ့တော့ဒီရွေးကောက်ပွဲကြီးပြည်သူကအတိမတ်မပြူတယ်ရွေးကောက်ပွဲဖြစ်ပါတယ်တော်လိုင်းခေါင်းဆောင်တယောက် interview တခုမှာပြောတယ်အဲဒီမှာမဲမထဲနဲ့ဟိုမှာဖြစ်နေဒီမှာဖြစ်နေအတူရောက်ရွေးကောက်ပွဲဖြစ်ကြောင်းဝိုင်းရစောကြကန့်ကွက်ကြဘာဖြစ်နေတာဖြစ်တယ်ပြောဟုတ်ပြီအဲ့ဒါဆိုရွေးကောက်ပွဲကြီးပြတ်သွားမှာလားမပြတ်ပါဘူး ဒါပေမဲ့2025မှာဒီစကားစားလောက်တဲ့အတူရောင်ရွေးကောက်ပွဲဒီပြည်သူတွေအတိအမှတ်မပြုတဲ့ရွေးကောက်ပွဲဖြစ်တဲ့ဖြစ်တည်ဆိုတာကိုတမိုင်းဝင်သွားမှာဖြစ်ပါတယ်ဒါကိုဒါကြောင့်ကျွန်တော်တို့ဒါကိုလုပ်နေကြတာပါဆိုတော့ဒါကလေးကျွန်တော်သဘောကျတယ်အဲ့လိုမျိုးမျိုးပဲဘောနော်အဲ့တော့ဘာပဲပြောကျွန်တော်တို့တွေအဲဘောနော်သူကရွေးကောက်ပွဲလုံးလုံးမလုံး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 မလုံး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 မလုံးလုံးဒီနေ့မှာဆယ်ရက်နေကျွန်တော်တို့ silent strike ပါမယ်တော်လည်ရေးကိုအားနဲ့အနေနဲ့ဆက်ကြုံမယ်လို့ပြောနေတယ်ပဲကျွန်တော်တို့ဒီနေ့ည ျွန်တော်ဒီကျွန်တော်မြင်အစီအစဉ်ကိုဒါလောက်နဲ့ပဲကျွန်တော်ရန်သားရပါတယ်အားလုံးရှေးသူတွေပါခင်ဗျာဒါနာဆောင်ပြရမယ်ဒီနေ့ကဒီအောင်ညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ